မင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်မေလ16ရက်နေ့ Radio NUG ရဲ့မနက်ခင်းစီရီသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ် ကြောက်တော်မျိုးထက်မှန်ဘုံကျဲခံရမှုဒေတာကန်ခုနှစ်ဦးတည်ဆုံခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးကြပါရစေ။မေလ15ရက်နေ့နေ့လယ်2နာရီခန့်မှာရခိုင်ပြည်ကြောက်တော်မျိုးကိုစစ်ကောင်စီကကြက်တိုက်လေရင်တဲ့ဘုံကျဲမှုကြောင့်ကလေးငယ်ပါဝင်ဒေတာကန်ခုနှစ်ဦးတည်ဆုံခဲ့ပြီး၄ဦးထက်မနည်းဒဏ်ရာရရှိသွားကြောင်း DMG သတင်းဌာနမှဖော်ပြထားပါရစေ။ကြောက်တော်မျိုးရွာမရက်ကွက်စီဆိုင်တန်းစိုက်ပျိုးရေးကြောင်းဤတဝိုက်ကိုပေါင်900ဘုံပါဝင်ကလစတာဘုံများနဲ့ဘုံကျဲခဲ့တာဖြစ်ပြီးထိခိုက်သူများကိုစေယုံတို့ပို့ဆောင်ထားကြောင်းသိရှိရပါသည်။ ယ်ခင်ဗျာ မင်းတပ်မှစစ်ကောင်စီဘုံကျဲတိုက်ခိုက်မှုကြောင့်73နှစ်အရွယ်ចောင်းသားတူပါဝင်နှစ်ဦးသေဆုံးခဲ့တဲ့တရင်ကိုတင်ပြပေးခြင်းပါတယ်။ချင်းပြည်နယ်မင်းတပ်မျိုးနယ်တိုက်နယ်အမှတ်1အတွင်းကကျေးရွာတရွာကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့ရာចောင်းသားတူပါဝင်နှစ်ဦးသေဆုံးခဲ့တယ်လို့မင်းတပ်မျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။မေလ15ရက်နေ့မနက်9:00ခွဲဝန်းကျင်မှာလေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားခဲ့တာဖြစ်ပြီးအသက်73နှစ်အရွယ်ចောင်းသားတူနဲ့အသက်40အရွယ်အမျိုးသမီးတူဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။ဒါပြင် င်ပြည်သူ၁၁ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးကျေးရွာစာတင်ကျောင်းနဲ့အင်ဂျီ၄၀ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့သိရှိရပါတယ်။သေဆုံးသူမိသားစုဝင်များနဲ့ထိခိုက်ဒဏ်ရာရရှိသူများကိုမင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကမြေပြင်ထိတွားရောက်ထောက်ပံ့ကူညီမှုများပြုလုပ်ပေးခဲ့တယ်လို့သိရှိရပါတယ်။မင်းတပ်မြို့သိမ်းတိုက်ပွဲပြီးနောက်ပိုင်း၃လကျော်ကာလအတွင်းစစ်ကောင်စီတပ်က၁၃ချိန်ထိဘုံကျဲတိုက်ခိုက်ခဲ့ရာဘုံထန်ခံရတဲ့ပြည်သူများအနေနဲ့လူသားချင်းစာနာထောက်ပံ့မှုများလိုအပ်နေတယ်လို့သိရှိရပါတယ်ခင်ဗျာ။ ညောင်ရွှေမြို့နယ်ဖျားတောင်ရွာနယ်ကောလင်းမြို့နယ်ကညွန့်အင်းရွာကိုစစ်ကောင်စီမှလက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေတဲ့တဲ့ရင်ကိုတင်ပြပေးကြပါမယ်။ ညောင်ရွှေမြို့နယ်အင်းလေးတောင်ဘက်ကျမ်းရှိဖျားတောင်ရွာကိုမေလ15ရက်နေ့မနက်7:30မိနစ်မှာစစ်ကောင်စီတပ်နဲ့လက်အောက်ခံ PNA ပြည်သူစစ်တပ်ကလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်တိုက်ခိုက်မှုကြောင့်ရွာတွင်းရှိနေအိမ်တလုံးထိခိုက်ပျက်စီးခဲ့ကြောင်းအင်းလေးဒေသလူအခွင့်အရေးမှသတင်းထုတ်ပြန်ထားပါတယ်။ဒါအပြင်သကိုင်းတိုင်းကောလင်းခရိုင်ကောလင်းမြို့နယ်ကညွန့်အင်းကျေးရွာတို့မေလ14ရက်ည10:23မိနစ်အချိန်မှာစစ်ကောင်စီရဲ့ Jet Fighter တစ်စီးနဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းကောလင်းမြို့နယ်ပါအဖာမှသတင်းထုတ်ပြန်ထားပါတယ်။ ်။ဦးမြင့်သိန်းတဲ့ဦးဖိုးနီတို့ရဲ့နေအများနီးပေါင်300ပုံနှလုံးကြာရောက်ခဲ့တော့လေဘုံများပေါက်ကွဲခဲ့ခြင်းမရှိတဲ့အတွက်ကြောင့်ပြည်သူများထိခိုက်မှုမရှိခဲ့တော့လေနေအများထိခိုက်ပျက်စီးခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။ လေးပင်တောင်ရွာကိုစစ်ကောင်စီကပုံကျဲခဲ့ရာမိဖွားကာစားအမျိုးသမီးတူပါဝင်၄ဦးသေဆုံးခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးကြပါရယ်။မန္တလေးတိုင်းညောင်ခရိုင်ကြောက်ပတောင်မြို့နယ်လေးပင်တောင်ရွာကိုစစ်ကောင်စီတပ်ကလေးချောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ရာမိဖွားကာစားအမျိုးသမီးတူပါဝင်၄ဦးသေဆုံးခဲ့တယ်လို့သိရှိရပါရယ်။မေလ၁၄ရက်နေ့မနက်9:15မိနစ်နဲ့နေ့လယ်2:18မိနစ်တို့မှာ Jet Fighter နဲ့ပေါင်နေရဘုံဒီလေးလုံးကျဲချတိုက်ခိုက်ခဲ့ရာကြေးရွာချောင်းနဲ့နေအိမ်တွေပေါ်ကြောက်ရောက်ပောက်ကွဲခဲ့တယ်လို့ဆိုပါရယ်။ပုံစ စထိမှန်ခဲ့တာကြောင့်အသက်32နှစ်အရွယ်မိနေတဲ့မဝင်းသူစားခမွန်းဖြစ်သူကိုဝင်းထွေးနဲ့အိမ်လာလေသူဒေါ်မြင့်မြင့်ဝေအိမ်ဒီချင်းဒေါ်ဝင်းကြီးအသက်80နှစ်တို့လေးဦးသေဆုံးခဲ့တယ်လို့သိရှိရပါတယ်။ဒါ့အပြင်မဝင်းသူစားရဲ့ဖခင်ဦးမောင်တန်းဟာလည်းပြင်းထန်တရားရရှိခဲ့ပြီးကလေးကတော့ထိခိုက်မှုမရှိခဲ့ဘူးလို့ဆိုပါတယ်။ဘုံကြရောက်ပေါက်ကွဲခဲ့တဲ့နေအိမ်ငါးလုံးလေးထိမှန်ပျက်စီးခဲ့ကနွားနှစ်ကောင်လေးသေဆုံးခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။ ငဇွန်တားကျင်နေရပူတောင်ကြီးကရွာလေကောင်ရတားနေများရှိရသူစစ်ကောင်စီဘုံကျဲရသုံးဦးတည်ဆုံခဲ့တဲ့တရင်ကိုတင်ပြပေးကြပါတယ်။မေလ15ရက်နေ့မွန်းလွယ်12:40မိနစ်မှာငဇွန်မြို့နယ်တားကျင်နေရပူတောင်ကြီးကရွာလေကောင်ရတားနေများရှိရသူပြစ်မှတ်ထားကစစ်ကောင်စီက Y12 ထောက်ပို့လင်းရင်တိုက်ပွဲမရှိဘဲရွာနေရွာကိုလှည့်ပတ်ကျဲချခဲ့တဲ့အတွက်ကြောင့်အသက်ကြီးပိုင်းသုံးဦးတည်ဆုံခဲ့ပြီး၅ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်းဒေတာတရင်များအရသိရှိရပါတယ်။ ုံးသူများမှာတားကျင်ကြွေရမှာဥကျော်တန်အသက်80နှစ်ဦးမြင့်တန်အသက်55နှစ်ဦးနေဝင်အသက်53နှစ်တို့ဖြစ်ပြီးတားကျင်ရဘူတောင်နှစ်ရွာပေါင်းမှာဒဏ်ရာပြင်းထန်သူ9ဦးအနက်အမျိုးသမီးများပါဝင်တယ်လို့သိရှိရပါတယ်။ တားကျင်ကျွာကိုဘုံ22လုံးရပူတောင်ကျွာကိုဘုံ၄လုံးကျဲချခဲ့ခြင်းဖြစ်ပြီးလေကြောင်းမှမတိုက်ခိုက်ခင်၁၂နိုင်ဝင်းကျင်ကလည်းငစုံမြို့နယ်တန်ကုန်းကျွာသို့ဟာဝင်းစာလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ကိုဟိန်မင်းထအသက်၁၈နှစ်သေဆုံးသွားခဲ့ကြောင်းငစုံမီနကားအဖွဲ့ကောင်းဆောင်ကမြစည်းမသတင်းဌာနကိုပြောကြားထားပါတယ်ခင်ဗျာကန်ကောမြို့နယ်လာပို့ကျွာစာတင်ကြောင်းကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့တဲ့သတင်းကိုတင်ပြပေးကြပါမယ် မကွေးတိုင်းဂိုင်ကောမြို့နယ်လာပို့ဂျီရာစာတင်ကျောင်းကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာစာတင်ကျောင်းဆောင်ပျက်စီးသွားခဲ့တယ်လို့ရောလင်းတိုင်းကသတင်းထုတ်ပြန်ထားပါတယ်။မေလ၁၄ရက်နေ့ည7:24မိနစ်ကတတဦးလီတက်တက် MIG 29လေယာဉ်နဲ့လာပို့ဂျီရာစာတင်ကျောင်းကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားခဲ့တယ်လို့ဆိုပါတယ်။ပုံကျဲတိုက်ခိုက်မှုကြောင့်စာတင်ကျောင်းခန်းမဆောင်ခါလင်မကျိုးကျပျက်စီးသွားခဲ့ပြီးပြည်သူတူတယောက်မှထိခိုက်မှုမရှိခဲ့ဘူးလို့သိရှိရပါတယ်။စစ်ကောင်စီကရောတီ ဒါကန်ကောခရိုင်တွင်နေရာတော်တော်များများကိုမေလာတည့်ရက်နေ့မတိုင်ခင်ကတည်းကနေ့စဉ်ရက်ဆက်လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေတာလည်းဖြစ်တယ်လို့သိရှိရပါပါတယ်ခင်ဗျာ။ ရှင်မပင်ရေကြီးပင်ရွာမှာလက်နက်ကြီးထိမှန်မှုကြောင့်အထက်တန်းကျောင်းသူတူတေဆုံးခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးကြပါရစေ။မေလ14ရက်နေ့ည9:00နာရီခွဲမှာရှင်မပင်မြို့နယ်ရေကြီးပင်ရွာကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာ18နှစ်အရွယ်12တန်းကျောင်းသူမယမင်းသိန်းကိုထိမှန်တေဆုံးခဲ့ပြီးနေအိမ်တစ်လုံးလည်းမီးလောင်ပျက်စီးခဲ့ကြောင်းဒေသတရင်များအရသိရှိရပါသည်။စစ်ကောင်စီတပ်ကလက်နက်ကြီး၃လုံးပစ်ခတ်ခဲ့တာဖြစ်ပြီးရေကြီးပင်ရွာတဲ့ရွာအနီးလေကွင်းတီတွေနဲ့ညရိပ်ရွာပ ြင်ကိုတလုံးစီကြားရောက်ပောက်ကွဲခဲ့တာလို့သိရှိရပါတယ်။လက်နက်ကြီးကြားရောက်ပောက်ကွဲခဲ့တဲ့အိမ်၊ဆိုင်ကယ်2စီး၊စပိတ်2စီးနဲ့တူလောင်ထားတဲ့ကြက်သုံးစပါးဆားရှိတာတွေမီးလောင်ဆုံးရှုံးခဲ့ရပြီးအနီးအနားကအိမ်တွေမှာလည်းခေါင်းမိုးအပေါက်တွေ၊နေရန်အပေါက်တွေဖြစ်သွားခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။ ိုင်းနယ်စပ်အနီးမဲလာစခန်းကို KNU တပ်မှခုနှစ်စတင်တိုက်ခိုက်ပြီးဒေသခံ၄၀၀ကျော်ထိုင်းဘက်သို့ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့တရင်ကိုတင်ပြပေးကြပါမယ်။ထိုင်းနယ်စပ်အနီးရှိစစ်ကောင်စီတပ်ရဲ့မဲလာစခန်းကို မေလ15ရက်မနက်၄နာရီခွဲခန့်မှာကရင်မျိုးသားစီယုံ KNU တပ်မှခုနှစ်မှစတင်တိုက်ခိုက်နေကြောင်းကရင်စည်ရေးတရင်ရင်းမြစ်ထံကနေသိရှိရပါတယ်။မေလာစခန်းမော်ကွီးလူဟာ KNU တပ်မှခုနှစ်ရဲ့စည်ရေးလှုပ်ရှားရာနယ်မြေအတွင်းမှာတည်ရှိပြီးထိုင်းနယ်စပ်အနီးလိုင်းပွဲမြို့နယ်ဝေလ လမှုမေလကြွာအနောက်ဘက်မှာတည်ရှိပါတယ်။ ထိုင်းသတင်းရင်းမြစ်တစ်ခုအရယနေ့မနေ့ပိုင်းမှာဝီလမူမေလအနီးမှာဖြစ်ပွားနေတဲ့တိုက်ပွဲများကြောင့်မေလရွာပါဝင်အနီးနားရှိကျေးရွာများမှာဒေသခံပြည်သူ၄၀၀ကျော်ဟာထိုင်းနိုင်ငံဘက်သို့ထွက်ပြေးလာခဲ့ကြောင်းသိရှိရပါတယ်။လိုင်းပွဲမြို့နယ်ပိုင်ကြုံမြို့ဒေါနာတောင်နှန်းရှိချမ်းရှိထိုင်းနယ်စပ်တလျှောက်မှာစစ်ကောင်စီတပ်စခန်းများဖြစ်တဲ့ပူးလထူခလေဒီတခေါပီခီမော်ဖားတူနေတလေပြူဟာတို့ကိုယခုနှစ်အတွင်း KNU တပ်မှခုနှစ်မှာတင်ပိုက်ထားပြီးဖြစ်ကမေလစခန်းနဲ့မော်ဖို းခီမော်ဖိုးခီစခန်းနေနော်တရားစခန်းတို့သာစစ်ကောင်စီလက်အောက်မှာကျန်ရှိနေတယ်လို့သိရှိရပါတယ်ခင်ဗျာယခုတင်ပြခဲ့တဲ့စီးရီးသတင်းကောက်နှုတ်ချက်တွေကိုတော့ Radio NUG သတင်းတောက်မင်းစစ်သွင်းနေခါရှယ်တို့ကပေးပို့ထားခြင်းဖြစ်ပါတယ်ကျွန်တော်ကတော့ຫນွေဦးလင်ပါ